မင်္ဂလာနနေခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရခိုင်မြို့နယ်ညတွဲရဲ့ပူချိန်ကတော့24ဒီဂရီစင်တီဂရိတ်ရှိပြီးတော့26ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်နေ့လယ်နေ့ခင်းနေ့မှာပူချိန်ပြင်းထန်ပြီးတော့မှပူအိုက်တဲ့ရာသီဥတုကိုခန့်စားရရှိနိုင်ပါတယ်ပြင်းဆုံးပူချိန်က38ဒီဂရီစင်တီဂရိတ်ရှိမှာဖြစ်ပါတယ်။နေ့စဉ်ဝိပြုခြင်းလင်းပြအ မတ်လ24ရက်တနင်္လာနေ့2025တင်းတို့ဖို့လို့ငါဆူတောင်း၍ဒီကချက် according to ORA စာဒုတိယစာဆောင်မှာခွန်အားယူစရာများအပိုင်26ဖက်ရင်ကျင်းချက် according to ORA စာဒုတိယစာအခန်းကြီး9ခန်းငယ်17မှ35ထို့သို့တင်းတို့ဒီစေတနာစိတ်နှင့်အမျိုးမျိုးသောစွန့်ကြဲပေးကင်းခြင်းအလို့ငါရာရာ၌ကြွယ်ဝခြင်းရှိသည်ဖြစ်၍ငါတို့အားဖြင့် ဘုရားသခင်ဤယေရှုတော်ကိုချီးမွမ်းစရာအကြောင်းရှိလိမ့်မည်။အဘယ်သို့နည်းဟုမူကားဤလှုပ်ကြွေးခြင်းမူသည်တန်ရှင်သူတို့ဤဆင်းရဲခြင်းကိုမဆသည်သာမကဘုရားသခင်ဤယေရှုတော်ကိုချီးမွမ်းစရာအကြောင်းအများနှင့်ပြည့်စုံလျရှိ၏။သင်တို့သည်ခရစ်တော်ဤဧဝံဂေလိတရားအလိုသို့ထင်ရှားစွာလိုက်ခြင်းအရာကို၎င်းထိုတန့်ရှင်သူတို့မှစသော လူအပေါင်းတို့အားကြီးညိုသောစေတနာစိတ်နှင့်စွန့်ကြဲပေးခြင်းအရာကို၎င်း သူတို့သည်အောင်းမေ့သောအခါဤလှုပ်ကြွေးခြင်းမူဤလက္ခဏာတက်တွေကိုထောက်၍ဘုရားသခင်ဤယေရှုတော်ကိုကြည်မွန်းတတ်ကြ၏သင်တို့ဤထူးမြတ်သောဘုရားသခင်ဤယေရှုတော်ကို၎င်းသူတို့သည်ထောက်လျင်သင်တို့ဖို့လို့ငါဆုတောင်း၍အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ်ရှိကြ၏ပြော၍မကုံနိုင်သောဘုရားသခင်ဤဆုယေရှုတော်ကိုအောင်းမေ့၍ချီးမွမ်းခြင်းရှိစေတည်း ဧဖက်ဩဝါဒစာခန်းကြီးဒေခန်းငယ်36တင်းတို့ကိုကြောင်းပြု၍ဂျေဇုတော်ကိုအစင်မပြတ်ချီးမွမ်းလေတင်းတို့ဖို့လို့ငါဆုတောင်းပတနာပြုတတ်နေ၏ရေဘောလူသည်ကောရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေကိုဘေးလူချင်းနဲ့ပတ်သက်ပြီးတော့မှတိုက်တွန်းတဲ့အခါမှာဘေးလူတဲ့သူသည်စေတနာစိတ်ပြတ်သားစွာနဲ့လူကိုအဲ့လိုမျိုးဘေးလူတဲ့အခါမှာအဲ့လူတဲ့မျိုးစေ့ကိုပါဘုရားသခင်ကပြင်ဆင်ပေးမှဖြစ်ပြီးတော့မှ ဘုရားသခင်ကိုယ်တိုင်ပွားများစေမယ်တို့ပြင်ဖြောင့်မတ်ခြင်းကိုလည်းဘုရားသခင်ကိုယ်တိုင်ကကြွယ်ဝစေမယ်လို့ပြောပြတဲ့နောက်ပိုင်းမှာအခုသူတို့တွေအရာရာမှာကြွယ်ဝနေတာဟာစေတနာစိတ်နဲ့အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းကိုဖြစ်စေတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းကြရမယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမုံမြတ်တဲ့လူဖြစ်တဲ့ယေရုရှလင်မြို့မှာရှိတဲ့တန့်ရှင်းသူတွေကိုလှုပ်ကြွေးခြင်းမှုဟာ တန်ရှင်သူတွေရဲ့ဆင်းရဲခြင်းကို မာစာတီတာမကပဲနဲ့ဖျားကိုကျေးဇူးတော်ချီးမွမ်းစရာအိစာတခုဖြစ်လာလို့ဖြစ်ပါတယ်။အဲ့ဒီအလှူကိုရရှိတဲ့ယေရုရှလင်မြို့မှာရှိတဲ့တန်ရှင်တဲ့သူတွေက ကောရင်သူမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့ဧဝံဂေလိတရားကိုလိုက်လျှောက်ခြင်းစေတနာစိတ်အားကြီးပြီးတော့မှနယ်ပယ်ပြိုးဆုံမှာပါဝင်လူရန်ပေးကမ်းခြင်းဟာဖျားသခင်ရဲ့ကျေးဇူးတော်ကိုအောင်မေ့ချီးမွမ်းစရာအိစာတခုဖြစ်လာတယ်။ နောက်ပြီးကောရင်သူမြို့မှာရှိတဲ့သူတွေရဲ့ထူးမြတ်တဲ့ဘုရားသခင်ရဲ့စုကျေးဇူးတော်တွေကိုထောက်ပြီးတော့မှချစ်ခင်မျက်နှာရဲ့စိတ်နဲ့ဆုတောင်းပေးနေကြတယ်ဆိုတာကိုဖော်ပြပါဗျ။အဲ့တော့ဒီတစ်ခေါက်ဒီစွန့်ကြဲပေးခြင်းအပြင်လည်းပြောရမကုန်တဲ့ဘုရားသခင်ရဲ့စုကျေးဇူးတော်ကို အောက်မေ့ချီးမွမ်းခြင်းရှိဖို့ရန်အတွက်ဒီနေ့ဘက်ကအကောင်းဆုံးပြင်ဆင်ပေးလှူကြဖို့ ရှင်ဘောလူတိုက်တွန်းထားခြင်းဖြစ်ပါတယ်။အရာကြောင့်ကျွန်တော်ရဲ့စေတနာစိတ်တသက်နဲ့ပေးလူခြင်းတွေဟာဘုရားရဲ့ဂုဏ်တော်ကိုကြည်မွန်းစရာဘုရားရဲ့ကျေးဇူးတော်ကိုကြည်မွန်းစရာရှင်ချင်းမေတ္တာနဲ့ဆုတောင်းပေးခြင်း အောင်မေတ္တရာခြင်းတွေကိုဖြစ်ပွားစေတဲ့အတွက်စိတ်နှလုံးကြည်လင်စွာနဲ့တဏှာလောက်စေတနာစိတ်နဲ့ပေကမ်းလှူဒန်းကြဖို့ရန်ဖြစ်ပါတယ်။ဆုတောင်းကြပါစို့မေတ္တာရောရှင်သခင်သာရမြတ်စွာသောဘုရားသခင် ဒီကနေ့အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီမိနစ်မှာလောထရှင်တင်လာတဲ့သူတွေအားလုံးစိတ်လက်ကြည်လင်းကန္နာကိုကျမ်းမာရတဲ့ခွင့်များကိုပြင်ဆင်ချပေးမဆာသနာတော်မူပါ အထူးသဖြင့်တိုက်ခိုက်ခံရတဲ့သူတွေဘုံကျဲခံရတဲ့သူတွေပြည်သူတွေကိုရရှင်ပါရှိပါ အုပ်ဆိုးပါကိုရော့မတရားသဖြင့်ပြုတဲ့သူတွေကိုရရှင်လက်တော်သို့အပ်ပါれနောက်ထပ်နောက်ထပ် မတရားတဲ့မှုတွေမပြုမိစေဖို့ကိုရရှင်ဆုံးမတော်မူပါအသက်ရဲ့တန်ဖိုးကိုနားလေသည့်သည့်ကိုရရှင်အဂုတုပြည်မှာတာဥတွေကိုတန်ခတ်တယ်လို့မျိုးကိုရရှင်ပြင်ဆင်တန်ခတ်တော်မူပါ လက်တော်တို့အပ်ပါတယ်ကိုရရှင်ဆုံးမမှသာရမယ့်အနေထားဖြစ်တဲ့အတွက်ကိုရလက်တော်တို့ပဲအနံပါတယ်ကိုရရှင်နောက်ထပ်နောက်ထပ်လည်းသူတို့ကိုဘာခွင့်မှမပေးဘူးဒါမျိုးတောင်းဆိုပါတယ် ပရရှင်ကြည့်ရှုကြပါသာသမီတို့ရင်ထဲကဒဏ်ရာဒဏ်ချက်တည်သာသမီတို့ရဲ့ပေါ်ဟစ်ကိုကြွေးတန်နေတနာခန့်တောင်းလျှောက်တန်နေပရရှင်နားညောင်းလက်ဘုရောမတရားသဖြင့်ပြုမဲ့သူတွေရဲ့လက်တွေခြေတွေစိတ်နှလုံးကြံစီတွေကိုပရရှင်ထိန်းချုပ်တော်မူပါရစ်ဆက်ပစ္စည်းကိရိယာတွေလည်းထိန်းချုပ်တော်မူပါမတရားဖြင့်ပြုတဲ့သူတွေမတရားတဲ့လမ်းတွေသို့သွားစေပါဘုရောလက်တော်သို့အနံပါရယ်ပရရှင် ဒီနေဦးတို့မှာပူပင်းတဲ့ဒဏ်ကို ခံစားနေရတဲ့လူကြီးသူမတွေယောဂတွေတွေအားလုံးကိုလည်းကိုရရှင်ကြီးစုကြပါဘာယောဂတွေမှထပ်ထပ်မဖြစ်စေအောင်ကိုရရှင်ပြင်ဆင်ကောင်းကြီးချပေးမာသာတနာတော်မူပါဘရောတယောက်စီတိုင်းအဖြစ်ကိုလွတ်တော်မူပါပြေလွာပုန်းဆောင်နေရတဲ့သူတွေအင်ယာတွေကိုယခုလောလောဆယ်ဆုံးခွာထားရတဲ့သူတွေ မိမိရဲ့အိမ်နေဖြက်စီခံရတဲ့သူတွေမိမိရဲ့စီစဉ်ဥထားတဲ့ဖြက်စီခံရတဲ့သူတွေအားလုံးကိုလည်းစိတ်နှလုံးတည်ငြိမ်ရတော့ခွင့်ပြန်လဲရမဓာတ်ထက်ကောင်းတဲ့အရာတွေဖြစ်ကိုယ်တော်ရှင်ပြန်လဲဖြည့်စီချပေးမသာသနာတော်မူပါမိသားစု ဆုံးရှုံးသွားတဲ့သူတွေဒီခုလောလောဆယ်မိသားစုနဲ့ကွဲကွာနေရတဲ့သူတွေအားလုံးလည်းအဲတစ်ချိန်မှာအများဆုံးပြန်လဲစုံစည်းခံနိုင်ရတော့ခွင့်ကိုပေးသနာတော်မူပါတယောက်ချင်းစီတိုင်းပြစ်ကိုလွတ်တော်မူပါ ကင်ဆာယောဂဝေဒနာသည်များ၊ကြောက်ကဆင်းရတဲ့သူများ၊ယောဂကုသခြင်းခံတဲ့သူတွေအားလုံးကိုလည်းမြန်ဆုံးတက်တာပြောက်ကင်းစမ်းမာရတဲ့ခွင့်ကိုပေးသနာတော်မူပါ။လေးဖြတ်ထားတဲ့သူတွေ၊အိပ်ရာထဲလည်နေတဲ့သူတွေ၊ကိုဝန်ဆောင်မိခင်တွေ၊မတန်ဆွမ်းနေ HIV နဲ့ယောဂဝေဒနာသည်တွေ၊ကုသယောဂသည်တွေအားလုံးကိုရရှင်ကြည့်ရှုကြွားလျက်ရင်ဝတ်ခြင်းချမ်းသာပြောက်ကင်းတက်တာခြင်းများကိုသူကျေးဇူးများဖြစ်ကိုရရှင် ရှင်စင်ချပေးမသသနာတော်မူပါအမပြည့်ကြီးကိုယနေ့ပင်ကဲတင်ကောင်းကြီးပေးပါမည်ကြောင်းခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှူးလဲ့သနာခံဆုတောင်းကြပါရဖပါဗျာအာမင်